မန္တလေးကိုသွားဖို့ကျွန်တော်အစဉ်နဲ့လှုပ်ထားတယ်။နေပြည်တော်ကိုသွားဖို့ကျွန်တော်အစဉ်နဲ့လှုပ်ထားတယ်။ဒီနေ့သူတို့သဘောတူရင်ကျွန်တော်ဒီနေ့သွားလို့ရတယ်။ကျွန်တော်အစဉ်နဲ့ဖြစ်တယ်။အခုကကျွန်တော်တို့ကနော်လူလိုတွေးပြီးနှစ်ပတ်ရက်ထားတာ။နော်လူလိုနားမလည်တဲ့လူကိုတော့ဆုံးမဖို့အစဉ်နဲ့ပဲဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်လို့။ဒါအမှန်ပြောတာခင်ဗျားတို့ကြောက်စိမ့်တူးတဲ့ပတ်ကို2600ကျော်တယ်ဗျာ။နေတူးဆက် 2600ကျော်အခုကုမ္ပဏီဟမ်အခုမြေပြိုကြတော့ကြောက်ခက်ကလူသားလို့လက်နဲ့ရက်နေကြတယ်ဗျဟုတ်ကဲ့အခုချိန်မှာအားလုံးပဲစိတ်တိခိုက်စရာဝမ်းနည်းစရာဘေးဒုက္ခတွေအမျိုးဆုံးကြုံတွေ့နေရတော့ညာလဲပါတော့ကျွန်တော်တို့အခုလိုမျိုးပြန်လဲဆုံတွေ့ခင်ရတဲ့အတွက်အားလုံးကိုမင်္ဂလာပါလို့အရင်ဆုံးနှုတ်ဆက်လိုက်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဒီနေ့ကတော့2025ခုနှစ် March လ31ရက်နေ့ရဲ့ဒီညပိုင်းမှာတက်လာတယ်ပေါ့နော်ငလင်နောက်ဆက်တွဲသတင်းတွေအပြင်တော်လန်သတင်းတွေကိုကျွန်တော်တို့အထူးသဖြင့် reaction လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီညမှာတက်လာတဲ့သတင်းတွေမှာလည်းထူးခြားတာဟာလေးရှိတယ်ပေါ့နော်ကျွန်တော်အရင်ဆုံးလိုရင်းတူရှင်သတင်းလေးဖတ်ပြပေးပါမယ်နော်ပထမဆုံးသတင်းတစ်ပုဒ်ကတော့ပခုတ်ကူနေလွိုင်းကောစီဆိုင်လမ်းမှာစစ်တပ်ကတော်လိုင်းတက်မြတ်တိုက်ပွဲဖြစ်ပွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်5ဦးမျိုးစာဖြစ်ပြီးလက်နက်တလက်သိမ်းဆည်းရခဲ့တယ်လို့သတင်းရရှိပါတယ် နောက်တဲ့သတင်းပုဒ်ကလည်းနေပြည်တော်တွင်ငလင်ကြောင့်စစ်တပ်အဆောက်အအုံများပြိုလဲပြီးစစ်သားတရားဝင်းကြီးတည်ဆုံနိုင်တယ်လို့စီရန်ဘိုးကြီးစီရောဂါခိတိကိုပြောထားတယ်ဆိုတဲ့သတင်းဖြစ်ပါတယ်နော်အဲ့ဒီမှာဆိုရင်သခိုင်းငလင်ကြောင့်နေပြည်တော်ရှိစစ်တပ်အဆောက်အအုံများပြိုလဲခဲ့ကြောင်းတက်နယ်တစ်ခုလုံးတွင်စစ်သားအနေဆုံးတရားဝင်းကြီးကတည်ဆုံနိုင်ပြီးခရင်တထောင်ဆေးုံတွင်လည်းခရင်မလောက်မှုများတစ်ဖြစ်ထိခိုက်တည်ဆုံသူထိခိုက်တန်ရသူတထောင်ဝင်းကြီးပြော ရှိနိုင်ကြောင်းပေါ့နော်စီဒီအမ်ဘိုးကြီးစီကတုံ့တက်ထားတယ်ဆိုတဲ့တင်မဖြစ်ပါတယ်အဲ့တော့ဒီအချမ်းပတ်စစ်ကောင်စီရဲ့ဒီနေပြည်တော်ကစောက်ဦးရဆိုရင်ပေါ့နော် GE တက်လို့ခေါ်တဲ့စစ်အင်ဂျင်နီယာတက်ကလူတွေကပစ္စည်းခိုးငွေခိုးပြီးမှပေါ့နော်ဒီဘီလက်မြေတွေပါညာရှော့ပြီးမှတိုက်တီဆောက်ခဲ့လို့ဒီလောက်ထိဖြစ်တာလို့ပြောပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့ငွေကိုဘုံဘောလောအောင်တုံးပြီးမှစောက်ထားတဲ့အတိုက်တွေဖြစ်တော့ညာလဲခိုင်ခိုင်မှုရှိဘူးဆိုတာကိုတွေးရပါတယ်နော်နေပြည်တော်ဆိုတော့ပြောမယ်ဆိုရင်ရန်ကုန်တို့တခြားမြို့တွေကအစောက်ဦးနဲ့ရှင်ရန်ဟိုဘယ်လိုနောက်တိတ်မကြသေးဘူးလို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့လည်းအခုအစောက်ဦးတွေမခိုင်ဘူးဆိုတာတွေးရတယ်ဒါပြင်မင်းအောင်လိုင်းရဲ့ဒီ လူဝိဥမင်ကူလိုင်ကောင်းလဲလောက်ခတ်ပြီးတော့เนาะပြူကြောက်ရန်ကန်တို့များနေတယ်လို့သတိရရှိပါတယ်เนาะနောက်ထပ်သတင်းတစ်ပုဒ်ကတော့ငလေတန်တင့်ဘေးဒုက္ခရောက်နေသည့်မြန်မာပြည်သူလူထုကိုအချမ်းပတ်စစ်တပ်ဆက်လက်ဘုံကျဲနေတဲ့သတင်းတွေကနိုင်ငံတကာမှာတော့ပြန့်နေနေပြီဆိုတဲ့သတင်းမျိုးဖြစ်ပါတယ်เนาะအဲ့တော့အချမ်းပတ်စစ်ကောင်စီကဒီရှေ့ရက်တွေမှာလည်းဘုံကျဲနေတာပေါ့เนาะအဲ့ငလေလုံးတုံးကလည်းမရက်ခဲ့ဘူးပေါ့เนาะခုငလေပြီးသွားတဲ့အချိန်မှာလည်းခုချိန်ထိလည်းမရက်သေးဘူးဘုံကျဲနေတာဒီမနက်ထိပေါ့เนาะအဲ့တော့ဒီသတင်းတွေအားလုံးကိုခုဆိုနိုင်ငံတကာကသတင်းတွေမှာဖော်ပြနေဖြစ်ပါတယ်เนาะ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ကလေးကပ်ပေးဂျုံနေချင်းနောင်ချုံမြို့နယ်ကြောက်ကြမ်းကြီးရွက်ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်ပြန်ဆိုတဲ့သတင်းမှဖြစ်ပါတော့အဲ့တော့မြန်မာနိုင်ငံမှာကလေးကပ်ပေးဂျုံနေရတဲ့အချိန်မှာနောင်ချုံမြို့နယ်ကြောက်ကြမ်းကြီးရွက်ကိုစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း TLA ကသတင်းထုတ်ပြန်ပါတယ်အဲ့ဒါဒီမနက်မှာဖြစ်ပါတော့အဲ့တော့ match လ31ရက်နေ့နက်10:00နာရီ7မိနစ်အချိန်မှာစစ်ကောင်စီတပ်က120မမဘုံးတေဆောင်လာသည့် drone ဖြင့်တကြိမ်လာရောက်ကျေးချတိုက်ခိုက်ခဲ့ကြောင်းဒိုဘုံးချရောက်ပောက်ကွဲပြီးနောက်ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရှိရပါတယ်တဲ့ ြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ဒီကေဆေးတပ်ဖွဲ့တွေကဘယ်မြို့တွေမှာတွားပြီးမှဒီကေဆေးတွေလုံနေလဲဆိုတာကိုဖော်ပြပေးဆိုင်သတင်းနားထောင်ကြလောက်နော်ညီပါရှာဖွေကေဆေးအဖွဲ့တွေဘယ်နေရာတွေမှာကူညီနေကြလဲနှစ်ပေါင်းတရာအတွင်းအစိုးရအဆုံငလင်ဘေးကြီးကိုရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံမှာပြိုကျပျက်စီးသွားတဲ့အဆောက်အအုံတွေအောက်ပိတ်မိနေသူတွေကိုအချိန်မီအသက်ရှင်ရကယ်ထုတ်နိုင်ဖို့ရှာဖွေကေဆေးတွေအပူတပြင်းလိုအပ်နေပါတယ် ရှာဖွေကယ်ဆယ်ရေးအတွက်အိန္ဒိချင်းနိုင်ငံတွေအာဆီယံဒေသတွေနိုင်ငံတို့နဲ့စစ်ကောင်စီရဲ့မဟာမိတ်နိုင်ငံတွေကကယ်ဆယ်ရေးအဖွဲ့တွေဆင်းလွတ်ထားပါတယ်။တရုတ်နိုင်ငံကလက်ရှိအချိန်ထိတရုတ်ကယ်ဆယ်ရေးအဖွဲ့၊တရုတ်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့၊ယူနန်ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့၊ဟောင်ကောင်ကယ်ဆယ်ရေးစတဲ့အဖွဲ့လေးဖွဲ့ဆင်းလွတ်ထားပြီးအဖွဲ့ဝင်အင်အား288ဦးရှိတယ်လို့ရန်ကုန်မြို့မှာရှိတဲ့တရုတ်တန်ယုံကထုတ်ပြန်ထားပါတယ်။တရုတ်ကယ်ဆယ်ရေးအဖွဲ့တွေဟာ နေပြည်တော်နဲ့မန္တလေးမှာရှာဖွေကယ်ဆယ်ရေးလှုပ်ဆောင်နေတယ်လို့တရုတ်တန်ယုံကအသိပေးထားပါတယ်။မိသားတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရတော့မန္တလေးက Sky Villa Condo နဲ့ဥလသိန်းသာသနာပိတ်မှန်အဆောက်အဦပြိုကျမှုနေရာတွေမှာတရုတ်ဖွဲ့နဲ့ဟောင်ကောင်ဖွဲ့တို့ကူညီကယ်ဆယ်နေတယ်လို့သိရတာပါ။အိန္ဒိယဆိုရကလည်းအမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးတပ်ဖွဲ့ဝင်38ဦးအိန္ဒိယတမတော်ရဲ့အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုတွေပေးတဲ့ရွေးရှားဆေးရုံနဲ့အတူအဖွဲ့ဝင်138ဦးဆေးလွတ်ထားပါတယ် မိသက်ရဲ့မတ်လ30ရက်သတင်းဖော်ပြချက်အရအိန္ဒိယကယ်ဆယ်ရေးအဖွဲ့ကလည်းမန္တလေးမှာကုညီကယ်ဆယ်ရေးလှုပ်ဆောင်နေပြီး Great Wall Hotel ပြိုကျမှုမှာပိတ်မိနေသူတွေကိုရှာဖွေနေတယ်လို့သိရတာပါ။အာဆီယံဒေသရင်းနိုင်ငံတွေဖြစ်တဲ့ထိုင်း၊စင်ကာပူ၊မလေးရှား၊ဗီယက်နမ်နိုင်ငံတို့ကလည်းရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေအသီးသီးဆေးလွတ်ထားပါတယ်။ထိုင်းနိုင်ငံကကယ်ဆယ်ရေးအဖွဲ့ဝင်55ဦးဆေးလွှတ်လာပြီးနေပြည်တော်မှာရှာဖွေကယ်ဆယ်ရေးပူးပေါင်းလှုပ်ဆောင်နေတယ်လို့ရန်ကုန်မြို့မှာရှိတဲ့ထိုင်းတန်ယုံကသတင်းဖော်ပြပါတယ်။ စင်ကာပူအစိုးရကလည်းရှားပွေကယ်ဆယ်ရေးအဖွဲ့ဝင်အယောက်80ပြေပို့ထားပြီးနေပြည်တော်မှာအဆောက်အအုံအပြိုအပြက်တွေကြားပိတ်မိနေတဲ့ဒေသခံတွေကိုကယ်ထုတ်နေတယ်လို့သိရတာပါမလေးရှားကယ်ဆယ်ရေးအဖွဲ့ဝင်အယောက်90ကတော့မြန်မာနိုင်ငံကိုရောက်ပြီး24နာရီအတွင်းဇကိုင်းကိုခြေချနေပြီလို့ထုတ်ပြန်ထားပါတယ်ဇကိုင်းမြို့ဟာပြင်အားခွန်တသမခွန်အဆင့်ငလင်ကြီးလှုပ်ခတ်ရာအနီးမှာရှိပြီးထိခိုက်သေးဆုံးမှုအဆိုးရွားဆုံးကြုံနေရတဲ့မြို့ဖြစ်ပါတယ် စကိုင်းမှာရှာဖွေကယ်ဆယ်ရေးတွေအပူတပြင်းလိုအပ်နေတယ်လို့ဒေသခံတွေကလူမှုကွန်ရက်မှာအသိပေးရေးထားကြတာတွေ့ရပါတယ်။ဗီယက်နမ်ကလည်းကယ်ဆယ်ရေးအဖွဲ့ဝင်အင်အား106ရောက်ဆေးလွှတ်ထားပြီးငလင်တန်တဲ့နေရာတွေကိုသုံးဖွဲ့ခွဲပြီးကူညီမယ်လို့အသိပေးထားပါတယ်။ဘယ်နေရာတွေမှာဗီယက်နမ်အဖွဲ့ရောက်ရှိကူညီနေပြီလဲဆိုတဲ့အချက်လက်ကိုတော့မသိရသေးပါဘူး။အနာဒိစကောင်စီကမဟာမိတ်ဖြစ်တဲ့ရုရှားရဲ့ကယ်ဆယ်ရေးသမားတွေဈေးဝန်ထမ်းတွေအင်အားတရာကျော်ပါတဲ့လေယာဉ်20နေပြည်တော်ကိုရောက်ရှိသွားပြီလို့ ရုရှားသတင်းဌာနတွေကဖော်ပြပါတယ်ရုရှားအဖွဲ့ဟာမန္တလေး Great Wall Hotel ပြိုကျတဲ့နေရာမှာရှာပွေကယ်ဆယ်ရေးပူးပေါင်းလုပ်ကိုင်နေတယ်လို့မိသက်ရဲ့ဒီနေ့မွန်လယ်ပိုင်းဖော်ပြချက်အရသိရပါတယ်။မတ်လ28ရက်မွန်လယ်ပိုင်းကမြန်မာနိုင်ငံအလဲပိုင်းမန္တလေးမြို့နယ်စကိုင်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးနှစ်ခုကြောင်းမန္တလေးနယ်စကိုင်းတို့မှာအဆိုးရွားဆုံးပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ပါတယ်။ငလင်ကြောင့်ပြိုကျပျက်စီးသွားတဲ့အဆောက်အအုံတွေထဲပိတ်မိနေသူတွေကို အသက်ရှင်ရကဲထုတ်နိုင်ဖို့ရှာဖွေကယ်ဆယ်ရေးတွေအပူတပြင်းလိုအပ်နေတာပါ American ငလင်တိုင်းတာရေးဌာန USGS ကမြန်မာနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ Richter scale ခွန်တသမခွန်အဆင့်ငလင်ကြီးကြောင့်အသေးအပြောက်တပေါင်းကနေတသိန်းကြားအထိမြင့်မားလာနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင် တတောင်းနဲ့သိန်းကြီးတော့မြင့်မားလာနေတယ်လို့ပြောရပါတော့ခုချိန်ကြီးတော့အချမ်းမဲစစ်ကောင်စီထုတ်ပြန်ထားတာတော့1900ရာရှိသေးတယ်ပေါ့နော်တေပြောက်ကတော့ဒါဒီနေ့မှာတော့ထပ်ပြီးတော့တိုးလာအောင်မယ်တော့ခြေထဲဒါပေမဲ့ဘယ်လောက်တိုးမလဲတော့မသိဘူးနော်ဒါပေမဲ့အားလုံးခံမှန်းချက်ကတော့တောင်းကန်းသိန်းကန်းလောက်တိရောက်သွားနိုင်တယ်လို့ပြောရပါတော့ဘာဖြစ်လဲဆိုတော့စကိုင်းလိုနေရာမှာဆိုရင်80ရာခိုင်နှုန်းလောက်အိမ်ကြီးပြိုတဲ့ဟာဖြစ်တဲ့အတွက်ပေါ့နော်ဘယ်လောက်တည်လဲဆိုတော့မသိသေးဘူးနော်အခုတော့မှမလေးရှားတပ်ဖွဲ့တွေပဲသွားသေးတယ်ပေါ့နော်မလေးရှားတပ်ဖွဲ့ဆိုတာဟို90ကျော်ပဲရှိတယ်လို့ပြောရနော်လူကြီးကလည်းကိမ့်မဲ့လူကလည်းအဲ့တော့ ဘယ်လောက်ထိကယ်နိုင်မလဲဆိုတာစဉ်းစားဖို့လိုတာပေါ့နော်တော်တော်လေးကိုအခြေအနေဆိုးမဲ့အခြေအနေမှာရှိပါတယ်နော်အဲ့တော့တစ်ဖက်မှာလည်းကျွန်တော်တို့ရဲ့ AUG ဝင်ကြီးဒေါက်တာဇော်ဝေဆိုးပေါ့နော်မန်းလေးကိုသွားပြီးမှကေဆေးလုတ်မယ်အချမ်းပဲစစ်ကောင်စီနဲ့ညှိနှိုင်းပြီးတော့မန်းလေးကိုဝင်မယ်ဆိုတဲ့အနေအထားတွေကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့တော့ तू तू ပြောထားတဲ့ဟာလေးချက်ထားတော့ကြည့်အောင်နော်မန္တလေးကိုသွားဖို့ကျွန်တော်အစဉ်နဲ့လှုပ်ထားတယ်နေပြည်တော်ကိုသွားဖို့ကျွန်တော်အစဉ်နဲ့လှုပ်ထားတယ်ဒီနေ့သူတို့သဘောတူရင်ကျွန်တော်ဒီနေ့သွားလို့ရတယ်ကျွန်တော်အစဉ်နဲ့ဖြစ်တယ် ကျွန်တော်တွေမကဘူးကျွန်တော်တို့ CDM team နေအစင်းနေဖြစ်တယ်။နော် emergency medicine specialist တွေ auto surgeon တွေဆရာဝန်တွေသူနာပြုတွေ CDM တွေ ready ရှိတယ်။နော်ကျွန်တော်တို့ရဲ့အခုလွတ်မြောက် data တွေမှာရှိပြီးသားကျွန်တော်တို့သူတို့ကိုလက်လှမ်းပြောထားပြီးသားသူတို့တွေလက်မခံဘူးနော်ကျွန်တော်တို့အခုဆိုရင်ဒါအကျညာချက်တွေလက်ထုတ်ထားသလိုချိတ်ဆက်ပြီးတော့ကျွန်တော်တို့တွေပြည်သူတွေတကယ်တော့အခုရန်ကုန် နေပြည်တော်တို့မန္တလေးတို့မှာသခိုင်းတို့မှာဖြစ်နေတဲ့ပြည်သူတွေအဲ့ဒါကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့ကိုထောက်ခံနေတဲ့ပြည်သူတွေဒီပြည်သူတွေရဲ့အသက်ကိုကယ်ဖို့နော်တကယ်တော့ကျွန်တော်တို့ကထောက်ခံတာမထောက်ခံတာမရှိပါဘူးကျွန်တော်တို့ NUG ရဲ့ကြီးညာပြီးသား people first ဘယ်ပြည်သူပဲဖြစ်ဖြစ်ကယ်တင်ဖို့အစဉ်သင့်မယ်နော်ကျွန်တော်တို့အဲ့ဒါကြောင့်ဒီကြီးညာချက်ကိုထုတ်ခဲ့တာကျွန်တော်တို့အခုအစဉ်သင့်စောင့်နေတယ်အခု အချက်ပေးလိုက်အခုသဘောတူလိုက်ကျွန်တော်တို့အခုချက်ချင်းရောက်လာမယ်ကျွန်တော်တို့အခုစဉ်းနှင်းဖြစ်တယ်လို့ကျွန်တော်တို့ပြောတာဖြစ်ပါတယ်ကျွန်တော်ကငလျင်လှုပ်ပြီးတာနဲ့ကျွန်တော်သဘောပေါက်တယ်နော်ဒီငလျင်လှုပ်ပြီးတာနဲ့ကျွန်တော်သဘောပေါက်တယ်ကျွန်တော်တို့ဒါအတွေ့အကြုံတွေရှိတယ် theory တွေကျွန်တော်တို့သိတယ်ဒီငလျင်လှုပ်ပြီးတာနဲ့ဒီငလျင်ဟာလူတွေထောင်နဲ့တောင်းနဲ့ချီပြီးသိမဲ့ငလျင်ဆိုတာကျွန်တော်တန်းပြီးသိတယ် အစက်ကတမိနစ်အတွင်းမှာတည်တယ်လှုပ်လှုပ်ချင်းဒါကြောင့်ကျွန်တော်တစ်ခါတည်းပြင်ဆင်တယ် NUG အရေးပေါ်အစည်းအဝေးခေါ်တယ်ကျွန်တော်တို့ကျန်းမာရေးပညာရေး volunteer တွေအရေးပေါ်အစည်းအဝေးခေါ်ပြီးတော့တည်ဆောက်တယ်ကျွန်တော်တို့ကဒီဟာကိုကျွန်တော်ကဒီဟာကိုအမြဲတမ်းစိတ်ထဲမှာရှိပြီးအိမ်မက်ထဲမှာပါထက်မဲ့နေတဲ့လူဒါဖြစ်လာရင်ဒါလောက်ရမယ်ဆိုတန်းကိုတည်တယ်ဒါကြောင့်ကျွန်တော်မှအစဉ်သင်းရှိတယ်ဒါကြောင့်အချိန်မရွေးကျွန်တော်တို့ကအစဉ်သင်း ဤသူတွေရဲ့အသက်ကိုကယ်ဖို့ဤသူတွေနဲ့အတူတူရှိဖို့ဤသူတွေရဲ့ညမာရေးဆောင်ရှောက်မှုအရေးပေါ်ဆောင်ရှောက်မှုတွေပေးဖို့အစင်းနဲ့ရှိနေတယ်လို့ပြောတာကဲဒါတော့เนาะဒေါက်တာဇော်ဝေဆိုအစကတည်းကပြောထားတာเนาะဒီအပြစ်ခက်ရက်ပြီး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 ပေါ့เนาะဒီစီဒီယံဝင်ထမ်းနေတဲ့အတူတူဒီ ဒီ main online ကသဘောတူတယ်ဆိုရင်တော့နှစ်ဖက်သဘောတူပါတော့။ဆိုတော့ cancel ပြီးမယ်ဆိုရင် season လေးသူတို့ဆွဲနေတာဖြစ်ပါတယ်နော်။ဒါတော့တကယ်ကိုပြီးသူကိုမျက်နှာငှဲ့လုံးတော့ပါတော့။ဘာဖြစ်လို့ဆိုတော့စကိုင်းမှာခန်းစားနေသူတွေဒီအချက်မစစ်ကောင်စီရဲ့အုပ်ချုပ်ရေးနေပြီဆိုပေမဲ့လည်းဒီကျွန်တော်တို့ tollain ကိုထောက်ပတ်နေတာလည်းဒီရဲ့ပြီးသူတွေပဲဖြစ်ပါတယ်နော်။အဲ့တော့ဒါသူ့ရဲ့ signature တစ်ခုဖြစ်ပါတယ်။ဒါအပြင်ဒီသူသွားမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့လည်းဘယ်လောက်ထိလုံးလုံးစိတ်ချမှုရှိရလားဆိုတာကိုလည်းသူဖြေထားနားထောင်ကြအောင်နော်မဟုတ်တော့လူလိုတွေးတဲ့လူမဟုတ်တော့ကျွန်တော်တို့ကအသေးချာစီစဉ်ပြီးတော့ဒါတွေကတော့စနစ်တကျစောင့်ရွက်ရမှာပေါ့ နော်နိုင်ငံတကာရဲ့အကူအညီလဲယူရမှာပေါ့ကျွန်တော်တို့တွေဒီလိုမျိုးရပါဘောနော်ကြုံရေးပေးတာအောင်ယူရမှာပေါ့ဒါပေမဲ့ကျွန်တော်တို့ကပြည်သူအတွက်အသက်ပေးထားပြီးသားဖြစ်တယ်ကျွန်တော်တို့ရဲ့ဘဝတွေအသက်တွေအားလုံးကို ပေးပြီးဒီဒေါ်လာရေးလုပ်နေတာပြည်သူအတွက်ဆိုရင်ကျွန်တော်တို့ဘာဟုတ်ပဲဖြစ်ဖြစ်စွန့်လွတ်စွန့်စားဖို့အစဉ်နဲ့ပြန်တာနော်။ဒီကနေ့ပတ်သက်ပြီးတော့ဒါဟိုကျွန်တော်ကထူးထူးခြားခြားတော့မတုံ့ပြန်ဘူး။ ဘာလို့ဆိုတော့ဒီလူတွေလူမဟုတ်ဘူးဆိုတာကျွန်တော်ပြောနေတာတောက်ချောက်ဒီနေ့ခုပြောတဲ့အချိန်မှာကျွန်တော်ပြောတဲ့အများကြီးပါပြီလားလူမဟုတ်ဘူးဆိုတာပြောနေအဲ့တော့လူလိုမတွေးတဲ့လူတွေရဲ့လူမဆန်တဲ့အလုပ်ကိုကျွန်တော်သိဝေဖန်စရာတော့မရှိဘူးဒါပေမဲ့ကဘာကြီးကိုတော့သိအောင်ကျွန်တော်ပြောခြင်းကဘာကြီးကိုသိအောင်ပြောခြင်းနဲ့ UN အဖွဲ့အစည်းတွေကိုသိအောင်ပြောခြင်းနဲ့အိနာနီချင်းတွေကိုသိအောင်ပြောခြင်းနဲ့အိနာနီချင်းအကြီးကြီးတွေကိုသိအောင်ပြောခြင်းနဲ့ လူမဟုတ်တဲ့လူနဲ့တော့မဆက်ဆံတဲ့လူမဖြစ်ဘူးလို့ကျွန်တော်ပြောချင်တယ်။ဒါနဲ့ပတ်သက်ပြီးတော့တကယ်တော့ခုနကပြောလို့ပေါ့လေအားလုံးလည်းစိုးရိမ်ကြတယ်။သူ့ရဲ့လှုပ်ရှားမှုကလည်းအဲ့လိုပေါ့နော်။ဟိုမိုဒီယိုပုံစံတားတို့ဘာတို့တွေဒါတွေလုံနေတယ်တွေ့ရတယ်။တကယ်တော့သူ့ရဲ့နောက်မှာရောသူရောဒီဟာနဲ့ပတ်သက်ပြီးတော့အရန်ဟိုသူတို့ဟိုဘာအဲလူရဝဉဉနေတော့ပေါ့ဗျာ။လူရဝဉဉနေတော့။တကယ်လူရဝဉဉလို့ကြိုးစားနေ။ဒါပေမဲ့အခြေအနေချင်းလုံးဝမတူဘူး။ ဆရာပြောတဲ့2008ဆရာပြောတဲ့ Nagis နဲ့ဒီနေ့အခြေအနေချင်းလုံးဝမတူဘူးเนาะအဲ့ဒီအခြေအနေကတိုင်းရင်းသားတွေနဲ့တော်လန်ရေးအဖွဲ့အစည်းတွေရဲ့အနေအထားနဲ့เนาะအဲ့ဒီတုန်းကရှိနေတဲ့နာဝတာရဲ့အနေအထားအခုဒီနေ့ရှိနေတဲ့စကစရဲ့အနေအထားနဲ့ကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေရဲ့အနေအထားဘောရမယ်။ဟောကျွန်တော်တို့ကတော့ လူသားချင်းစာနာမှု humanitarian pause ဆိုပြီးထိုးစစ်နှစ်ပတ်ရပ်ထားခိုးခိုးအဲ့ဒီအနေအထားမျိုး2008တုန်းကမရှိဘူးအခုကကျွန်တော်တို့ကနော်လူလိုတွေးပြီးနှစ်ပတ်ရပ်ထားတာနော်လူလိုနားမလည်တဲ့လူကိုတော့ဆုံးမဖို့အစင်းနေမယ်ဆိုတဲ့အကြောင်းကျွန်တော်ပြောချင်ပါတယ်လို့ ကဲဒါကတော့ကျွန်တော်ရဲ့ဝင်းကြီးဒေါက်တာဇော်ဝေစုပြလိုက်တဲ့စကားဖြစ်ပါတယ်เนาะအဲ့တော့ပြည်သူတွေဘက်မှစေတနာရှိတာတော့တကယ်ကိုလေးစားဖို့ကောင်းပါတယ်เนาะမန်သလေးတို့ဒီဒီပီတော်တို့အချမ်းမစစ်ကောင်စီကသဘောတူပဲဆိုချက်ချင်းသွားကင်ပင်လို့ပြောတဲ့အနေထားကတော့တကယ်ပဲเนาะဒါပြည်သူတွေဘက်စေတနာရှိလို့ပြောတာဖြစ်ပါတယ်အခုနှစ်ပတ်ထိုးစစ်ရထားတဲ့အနေထားမှာလည်းဒီအချမ်းမစစ်ကောင်စီဘုံကျဲမှုကိုလည်းပြပြတတပြောလိုက်တာဖြစ်ပါတယ်เนาะကဲတစ်ဖက်မှာလည်းဒီမြေကလေးနဲ့ခန်းစားတဲ့သူတွေကိုကရင်ဒီမှာလာရောက်ခိုးလုံခွင့် ပေးဖို့ပေါ့နော်ဒီပြောထားတယ်ကင်းဒီဂျာကာလာအုပ်ချုပ်ရေးကောင်စီ IAC ကဒုဥက္ကဋ္ဌခွန်ဘီဒူးနဲ့အင်တာဗျူးလေးဟာလေးနားထောင်ကြည့်လာနော်စစ်ဘေးစစ်တမ်းခံနေရတာက၃လနှစ်ရှိနေပြီအာပြီးရင်တော့ခုဆိုရင်ပြီးခရနှစ်ဆိုရင်တပွားပေးပေါ့နော်ဒါရေပေးတွေကြုံရတယ်ခုကငလင်ပေးပေါ့နော်ဒါကြီးမားတဲ့ဒုက္ခတွေထဲရောက်နေတယ်အဲ့တော့ဒီကာလလေးမှာစစ်ကောင်စီဖက်ကလည်းပေါ့နော်ဒါချုပ်ချွန်ကြတဲ့ဟာတွေအများကြီးကျွန်တော်တို့ကြားပြီးသားပဲပေါ့နော်ဒီခုလက်ရှိဟိုအာကဲဆယ်ရေးလုပ်ငန်းတွေကိုပြပြပါမလုပ်နိုင်ဘူး အပြင်းလဲတည်ထောင်ရေးပဲဖြစ်ပေါ်တော့ရေးပေါ်ပန့်ပိုးတဲ့စာနာရေးခါပန့်ပိုးတဲ့နေရာမှာဖြစ်ပေါ်တော့ဒါလုံနိုင်တဲ့ဆွမ်းကအရင်နေနေတယ်ပေါ့နော်ဒါကြောင့်မလို့နိုင်ငံတကာဖိတ်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဘက်ကလည်းဒါကျွန်တော်တို့ထိန်းချုပ်နေမြေတွေပေါ့နော် စကိုင်းမှာပဲဖြစ်မကွေးမှာဖြစ်လို့တလို့ပြင်းနေတဲ့တိုင်းတီးတီးမှာလည်းပေါ့နော်ဒါကျွန်တော်တို့ငလီနဲ့ပတ်သက်ပြီးမှပေါ့နော်ကျွန်တော်တို့တရားရခင်တော့ဒါတာဝန်ယူဆောင်ရွက်နေတယ်ပေါ့နော်ဆိုတော့ဒီကိစ္စမျိုးမှာကတော့စစ်ကောင်စီနေနဲ့ပေါ့နော်လူသားချင်းစာနာတဲ့အဲအနေနဲ့ လူသားချင်းစာနာတဲ့ဥပဒေကိုလေးစားတော့အဖြစ်ပေါ့နော်ဘယ် NGO မဆိုဘယ်လောက်ရမဆိုပေါ့နော်ခွင့်ပြုရမှာပေါ့နော်ဆိုတော့ခွင့်ပြုပေးဖို့လို့ဒီလိုဒီကာလလေးမှာပေါ့နော်သူစစ်တွေပေါ့နော်လေဘုံကျဲတာတွေရဖို့လို့လေပေါ့နော်အဲဒါကျွန်တော်တို့ကြားနေတယ်ဒါဒီအာအာနေရာတီတီတွေမှာပေါ့နော်ဘုံဘက်ဖက်မှာလည်းပေါ့နော်ဒါဒီမနေ့လေးပဲဒါလေဘုံကျဲတာတွေရှိနေတယ်ပေါ့နော်ဒီလောက်ရတဲ့အားလုံးကပေါ့နော်ဒါစီရစင်းမှုကျူးလွန်တာဖြစ်တယ်ပေါ့နော်လူတိုင်းအာဒီဘေးဒုက္ခကိုပူဟိုရတဲ့ချင်းမြို့မှာပေါ့နော်ဒီနိုင်ငံရေးစစ်ပွဲလေးတွေကိုကျွန်တော်တို့ခဏလေးပေါ့နော်ဒါ ရထားလိုက်ရင်တော့ပေါ့နော်ဒါလူသားချင်းစာနာကုကိစ္စကိုဦးစားပေးတင်တယ်ပေါ့နော်ဆိုတော့ဒီလိုအခြေခံစိတ်ဓာတ်မျိုးနဲ့လှုပ်တင်တယ်လို့တော့ကျွန်တော်တို့ရယူဆတာပေါ့နော်ကဲဒါကတော့ကျွန်တော်တို့ဒီကရင်နီပြည်နယ်ကဒီစစ်ဆောင်လာဖို့ပေါ့နော်သူတို့ရဲ့သဘောထားပဲဖြစ်ပါတယ်ဒါပေမဲ့ Champions စစ်ကောင်စီကဘုံကျဲနေတာကတော့အဆင်မပြေပါဘူးနော်အခုချိန်ကြီးလဲဒီမနက်ထိလဲကျဲနေတာဖြစ်တဲ့အတွက်သူတို့ရဲ့သဘောထားကတော့ဟိုစစ်ဖြစ်ချင်နေတဲ့သဘောထားလားတော့မသိဘူးနော်ဘာဖြစ်လို့ Champions စစ်ကောင်စီကတော့တေးကြတယ်မင်းအောင်လိုင်ကတော့ဒီရုပ်မှန်မှုကတော့ကန်းကုန်နေပြီဖြစ်ပါတယ်နော် ကဲတစ်ဖက်မှာလဲပေါ့နော်ဒီ main online ရဲ့အခြေအနေနဲ့ပတ်သက်ပြီးတုံးတက်ပြောဆိုလာတဲ့ဒီ social media တစ်ချက်နောက်ကြည့်အောင်နော်ကျွန်တော်ပေးချင်တာ zoomin top ဂျလုံးဘလုံးဂျမဲလုံးသိအောင်ပြောချင်တာမင်းနေရာထိုင်ခင်ဘယ်တင်းတောက်ကိုမှပေးစရာမလိုမင်းမှပေးစရာအကြောင်းလည်းမရှိဘူးပေးဖို့လည်းမင်းစရာမတောက်ဘူးဒါပဲဟုတ်ပြီနော်ဒါဂျလုံးဘလုံးငမဲလုံးကိုပြောတာ ဟုတ်ပြီနော်နံပါတ်3ကျွန်တော်ပြောခြင်းနဲ့မင်းအောင်ထိုင်မှာကိုပိုင်တာသမီတွေမရှိဘူးဒါဟုတ်ကျွန်တော်အမြဲတမ်းလဲစိတ်ခေါ်တယ်တာသမီမရှိတရုတ်ကြီးတက်ချပြီးတော့မြင်းကြံကမြင်းလဲမှောင်းနဲ့တမာတက်ချပြီးမွေးထားတဲ့ကလေးနှစ်ယောက်အတွက်လုံနေကြရတယ်စီးဝါအကျိုးရှာနေရတာဒီဒီနေရာမှာရက်တင်ပြီဟုတ်ပြီလားဒီကြွေးရောင်းတဲ့တရုတ်သားနဲ့ ညင်းလဲမောင်းတမချလိုက်တဲ့ကောင်မနဲ့အတွက်ကိုမင်းအောင်ဆိုင်စီဝါရှာနေညာလွန်သွားပြီဒီမှာရက်လိုက်တော့ကျွန်တော်ရခိုင်နေကိုတခါတလေကြာရင်စိတ်ဆိုးကျင်တယ်ဗျဒီရခိုင်မှကျူကျူလှဟာသူ့မြမဖင်ငါထွက်လာတဲ့ဥစ္စာနှစ်ကောင်အတွက်တိုင်းပြည်တစ်ခုလုံးချနေနေတာရခိုင်နေဆန်းကျင်ရမယ်ဟုတ်ပြီလား 没有再再没再再，没有扫描七的我七的，大妹妹，地舅舅那个，你妈嘛，片叉多嘞，给手，这两边路俺些偷你了，没有反正啊，好了，但米诺一开呢，我这边啦，我搬来走，我个地查滴滴加加瓜，DNA 四开来。 ဒါပေမဲ့ American အစိုးရသူ့ရဲ့ USAID ကြီးကိုပိတ်လိုက်ပြီးတော့မှပြန်တူတာမြန်မာနံပါတ်1ပဲဟုတ်တယ်ဒီအခွင့်အရေးကိုကြံတဲ့နိုင်ငံတွေတော့နောက်ပိုင်းရလာနိုင်တယ်ဒါကို lobby အသေးချာလုပ်နိုင်ရမယ်ဟုတ်ပြီလားငါအစိုးရဝန်ထမ်းတယောက်ဒါကိုငါတရားဝင်ပြောတာ USAID ပိတ်လိုက်ပြီ မြန်မာဖြစ်လာတဲ့ကိစ္စမှာ USAID and the USAID X ကနေပြီးတော့ပြီးတာဆိုတော့ဒါမပိတ်သေးဘူးပေါ့ကွာဒုနိုင်ငံကို အမေရိကန်နိုင်ငံကကူညီတယ်လို့ပဲအခြားဒုက္ခရောက်နေတဲ့နိုင်ငံတွေလည်းကူညီလာမဲ့အဖို့ခွင့်လန်းနေပွင့်လာအောင်ကူညီခြင်းစိတ်ရှိအောင်ပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီစစ်တပ်ကိုမင်းတို့တိုက်တော်မို့လို့ ဟုတ်ပြီနော်ဟာဒါရိုးရိုးရှင်းရှင်းလေးပြောပြတာနောက်တစ်ခုထပ်ပြောမယ်အခုကပြည်သူကိုပြည်သူကူညီနေရတာငါပဲရေးတင်လိုက်တယ်ငါရုပ်တန်နေလဲပြတယ်စကိုင်းမှာ အပုံနဲ့နေထွက်နေပြီဆိုတော့ပို့ပြီးတော့ရုပ်တန်နေတက်လာဟုတ်ပလားအဲ့လိုရုပ်တန်နေတက်လာပြီစကိုင်းကိုအခုအခုမတ်လ31ရက်နေ့မှာ ရောက်လာတဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကအတိအချာစက်ရန်တရားတွေနဲ့ဆောင်ရွက်ဖို့အတွက်ဟိုအောက်မှာအကုန်လုံးတင်းနေပြီတင်းနေပြီအဓိကက နေပြည်တော်ကိုကယ်ခိုင်းနေတာနော်နေပြည်တော်ကိုကယ်ခိုင်းနေတာတဘာဝ BNDA ဆိုတာအဲ့လိုကယ်လို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှ ကိုယ်မှလက်ရှိ planning တွေရှိရတယ် ချက်ချင်းလောက်ကင်ဆောင်ရွက်မယ်ကိစ္စတွေဆက်ရန်တရားတွေကိုလည်းပြင်ဆင်ထားပေးရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူးဒါအမှန်ပြောတာခမားတို့ကြောက်စိမ့်တူးတဲ့ဘတ်ကို2600ကျော်တယ်ဗျာမြေတူးဆက်2600ကျော်အခုကုမ္ပဏီ29ခုကစရင်ကိုကျွန်တော်တွက်ကြည့်တာကချင်ပြည်နယ်မှာကြောက်စိမ့်တူးခဲ့တဲ့ဆက်တွေ 2600ကျော်တယ်ဗျာမရှိဘူးဘာမှပြီးခင်ဗျားတို့ရက်ကွက်ဖြတ်ရင်ခင်ဗျားတို့တူးတဲ့ဆက်တီထွက်လာတယ်ဟမ်အခုမြေပြိုကြတော့ကြောက်ခက်ကလူသားလို့လက်နဲ့ရက်နေကြတယ်ဗျာဒါတော့အမှန်ပဲနော်ဟဲ့မင်းအောင်လိုက်မင်းအုတ်ချုပ်ရေးစနစ်ရဲ့စီမံခန့်ခွဲမှုကဟာ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  Motherfuck! And I'm going to be Hi, Mr. Trent. I'm talking about the Myanmar government who is very bullshit and foolish shit. Solving the problem. No, I'm criticizing about that. President, Mr. Trent, you need to know about that. Bullshit, foolish shit. ဟုတ်ပြီ။ဒါကိုဒီတစ်ပိုင်းဖြတ်လိုက်မယ်။တွတ်တွတ်တုတ်တုတ်ပြောနေ။မင်းတို့အန်ယူဂျီကဘာလဲဆွေးနွေးညှိနှိုင်းဖို့လား။မင်းတို့မဆွေးနွေးနဲ့။မင်းတို့ကြောင်းမတက်နဲ့ဘုံခွဲမယ်။အိမ်မဲမဲတွေမကင်နဲ့။ပောက်ကွဲမယ်သိမယ်ပြောထားတဲ့ကောင်ဆွေးနွေးပွဲလိုင်းမဟုတ်တက်မလာနဲ့။မင်းတို့တိုက်နိုင်ရင်တိုက်မတိုက်နိုင်ရင်ခွေးစက်ထုတ်ခင်းဒါပဲငါပြောခြင်း။ဒီချိန်မှာမင်းတို့ပြောရတာဒါအင်ဂျင်နီယာပတ်သက်ပြီးသူသဘောထားပါတော့ မင်းတော့မပြောနဲ့ငါပြောနိုင်တယ်လေ EV ကားတွေတွင်းဖို့ဆိုလာပြားတွေတွင်းဖို့ဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေတွင်းဖို့ EV နဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းတွေတွင်းဖို့မင်းအောင်တိုင်ရဲ့အီကြကွေးကြော်ရောင်းတဲ့တရုတ်နဲ့ကျူကျူမညမညားတဲ့ကျူကျူလှညမညားတဲ့ကောင်မမွေးတဲ့ပြည်စုံအောင်ရဲ့အောက်ကကုမ္ပဏီခုနှစ်ခုကိုဘီလီယံ140ကျော်ချီးပိလိုက်တာလीပြန်မလာဘူးလी ဒါငါအပိုင်ပြောနေတယ်လေမင်းတို့အာနာသိမ့်လိုက်တဲ့အချိန်မှာဘီလီယံ400ကျော်ရှိတယ်ကွာဟဲ့ကောဝင်းမြအေးမင်းအချောက်ဆိုရင် ဖင်ခံလိုက်ဒီအချိန်မှာဒဲထွက်ပြောမင်းသိရမှာလေကွာပါကုန်ဒီမှန်းလည်းမသိဘူးဗမာနိုင်ငံမှာဟမ်လူတယောက်ကိုယုံကြည်ပြီးတော့အစိုးရဖြစ်သွားတာ ਨੇ မအေး ငါဆဲထည့်လိုက်ရင်တော့လိုးကုန်တော့မယ်ကွာဝန်တန်းလို့အစင်းကမြမနိုင်ငံရုပ်ခြေလေတဲ့ခွေးမသားတွေကိုပါပိတ်ရိုက်ခြင်းစောက်အစင်းတကောင်မှမရှိဘူးစောက်ကြက်တွေတုံးနေကွာဒီအချိန်မှာမင်းတို့ရှိခဲ့တဲ့ဒေတာတွေချပြလေဝင်းညံ့အေးငါလို့ဩငါဆဲမိတော့မယ်ကွာ မသားလို့မသေးတော့တာကွာကဲဘာကောင်နေမှန်းလည်းမသိဘူးနိုင်ငံကြီးသမားလည်းမဟုတ်စောက်ချွေစင်မျိုးဆက်လည်းမရှိဘူးကွာကဲဒါတော့ကိုရှယ်လေးရဲ့ဗီဒီယိုဟိုင်ဖြစ်ပါရဲ့နော်အဲ့တော့ဒီမေးအောင်လိုင်းကတော့တကယ်ပါတော့ဒီကြောက်စိမ့်တွေတူးတဲ့နေရာမှာဆိုဘတ်4တွေဒီဆက်ကြီးရန်နေရာကြီးကြီးတွေအများကြီးတုံးတာပါနော်ကျွန်တော်တို့ကြောက်စိမ့်တွေတွေနေရာဆိုကြီးလိုက်ဆိုအများကြီးပါနော်ဒါပေမဲ့ဒီငလင်ဖြစ်တဲ့အခါမှာတော့ဒီလိုမျိုးဆက်ကြီးကြီးတွေနဲ့ကော်ပြီးတော့လှုပ်ရှားနေတယ်ဆိုတာ ဟိုပုံပုံတွေထဲမှာတော်တော်လေးကိုမတွေ့ရအောင်เนาะကျွန်တော်တို့ကတော့ online မှာကြည့်တာဆိုတော့တိတ်မတွေ့ရဘူးဒါအပြင်ဟိုခုနကကိုရှယ်လေးပြောသလိုပဲဟိုဖျားဖြစ်မယ်ရက်ွက်ဖြစ်မယ်ကျူးကျော်အိမ်တွေဖြိုးမယ်ဆိုရင်ဘယ်ရနေထွက်လာမှမသိဘူးဘက်ဖိုးတွေတွေ့ရတယ်အခုကျတော့ဒီလိုမျိုးပြီးသူကဲမယ်ဆိုရင်မရှိတော့ပြအောင်တမင်များပါเนาะဒီဥစ္စာတွေကိုမထုတ်မသုံးမနဲ့ပြီးသူကိုတည်အောင်လုပ်နေတာဆိုတော့ဒါတော့စဉ်းစားစရာဖြစ်လာပါတယ်เนาะဒီတစ်ဖက်မှာလည်းပေါ့နော်ကျွန်တော်တို့ဒီဘုံတကားကိုအပြည့်ရမလားဆက်တိုက်မလားဆိုပြီးမိသားတွေဟာလေးတစ်ချမ်းတော့ကြည့်အောင်နော်အကြာကြီးမဟုတ်ရင်တောင်မှအဲဒီချိန်မှာတော့ မှုစလုံးကနှစ်ဖက်စလုံးကဒီစီရေးလောက်ရတဲ့ကိုရတန်ထားသေးခြင်းနဲ့ဒီအစာဦးတွေအကျိုးပဲ့တွေအောက်မှာပြိနေတဲ့ပြည်သူတွေအလောင်းတွေဆိုရင်လည်းဖယ်ထုတ်ပြီးတော့မြုံနံတကြိုပြီးတဲ့အထိအာကိုရပိုင်းသေးကိုလက်အင်္ကာတွေပြိကျင်ညက်ပြီးတော့အသက်ရှင်လျက်နဲ့၆၆ခြားခြားရှိနေကြတဲ့ပြည်သူတွေကိုကယ်ထုတ်ပြီးတော့ရှင်းလင်းပြီးတဲ့အထိလောက်နော်အဲ့ဒီလိုရပိုင်းလေးကိုတော့ကျွန်တော်တို့တွေလက်နက်တွေချပြီးတော့ဟိုခဏလောက်စိုင်းငံ့ကြဖို့ပြောခြင်းတယ် ဒီမှာလဲတချို့ပေါ့နော်ဟိုစစ်တပ်ကလည်းဒီအခြေအနေတွေကိုမငဲမကွက်ဘဲနဲ့လေရင်နဲ့ပုံထွက်ကျဲနေရတယ်ရှိတယ်ဒါကလည်းတော်တော်ရုပ်ပြတ်တယ်ဒါမှတစ်ဖက်မှာလဲအာဒီလိုအချိန်တော့စစ်တပ်ကလေရင်နဲ့ပုံထွက်ကျဲနေတယ်ဆိုပြီးတော့ဒါကိုကဲ့ရဲ့ရှုံချပေးမယ်ဒေါ်လာရေးပတ်ချမ်းကပေါ့နော်ကဲ့ရဲ့ရှုံချပေးမယ်တစ်ဖက်မှာလဲဒီဒေါ်လာရေးပတ်ချမ်းကပဲဒီအခြေအနေကိုခွန်ကောင်းယူပြီးတော့စေရေးပြင်းပြင်းထန်ထန်ပေါ်ဆောင်ဖို့ပြောနေရလဲရှိတယ်အဲဒီအခြေအနေနှစ်ခုကလည်း တိတ်ပြီးတော့မအပ်ဆက်တဲ့ဇကားပေါ့နော်မစီလျော်တဲ့ဇကားရဲ့နှစ်ခုဖြစ်နေတယ်ပေါ့နော်ဒေါ်လာရေးပတ်ချမ်းပါရင်ကိုအဲ့တော့ဟိုကျွန်တော်အမြင်ကတော့ကျွန်တော်တို့လည်းဒီချိန်မှာတော့တနက်ဖောက်ဖို့တဲ့ဒါမြင်တဲ့အတိုင်းပဲအဲကျွန်တော်တို့ဒီကမ်ပိန်းတောင်မှကျွန်တော်တို့ရက်ပေးထားတယ်ပေါ့နော်စစ်တိုက်ဖို့ဆိုတာတော့မပြောနဲ့ကမ်ပိန်းတောင်ကျွန်တော်တို့ရက်ပေးထားတယ်ပြီးတော့တတ်နိုင်နေများလဲဒီပြည်သူလူထုတွေရဲ့လက်တလောဘေးဒုက္ခကိုကယ်ဖို့ကျွန်တော်တို့ အတနိုင်ဆုံးကြိုးစားနေတာရှိတယ်။အရက်သေးတော့ကန့်သက်မထားလို့ဘူး။ရန်သူကလေရင်နဲ့ဘုံထွက်ကျနေတာကိုကျွန်တော်တို့အနေနဲ့လက်မခံနိုင်သလိုတစ်ဖက်မှာလည်းဒီအခက်ကို ခုံရောင်းယူပြီးတော့ကျွန်တော်တို့အချက်ဆိုပြီးစီးပေါ်ဆောင်တာတွေကျွန်တော်တို့အနေနဲ့တော့လုံမှာမဟုတ်ပါဘူး။အခက်ဆိုတဲ့နေရာမှာလည်းဒါကျွန်တော်တို့ရန်ဆိုင်နေရတဲ့တစ်ဖက်အဖွဲ့စည်းရဲ့အခက်သက်သက်မဟုတ်ပါဘူး။ဒီလိုလူလူတွေအများစုရဲ့အခက်ဖြစ်နေတယ်ပေါ့နော်။အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကို အဲကျွန်တော်တို့ရဲ့အချက်လိုမျိုးမယူခြင်းမအောင်အဲကြောင့်ရှေ့မှာပြောခဲ့သလိုကျွန်တော်စီရေးဖော်ဆောင်မှုဆိုတာထားလို့နော်ကျွန်တော်တို့ရန်ကုန်ဝေရှာတဲ့ကမ်ပိန်းလေးတောင်ရပ်ပေးထားပါတယ်လို့ကျေးဇူးတင်ပါတယ်ကိုသတော်နိုင်အာကဲဒါတော့ဘုန်းကားရဲ့ဆုံးဖြတ်ချက်ဖြစ်ပါနော်ဒီငလေးနဲ့ပတ်သက်ပြီးတော့ဗောနော်အခုဆိုတို့စီရေးဖော်ဆောင်တာတွေမရှိဘူးဒါအပြင်ကမ်ပိန်းတွေတော့ရပ်ပေးထားတယ်ဗောနော်အဲ့တော့ပြောချင်တာတော့စစ်တိုက်ပါတော့မဟုတ်ဘူးဗောနော်ဒါဒီအပြစ်ခက်ရက်ထဲရက်တဲ့အထဲမှာတို့ဘောင်ပါပေမဲ့လည်းအပြစ်ခက်ရက်ထားတယ်ဆိုရင်နေထားဖြစ်ပါတယ်နော် ဟုတ်ကဲ့ဒါတော့ဒီဘုန်းကားရဲ့သဘောထားပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနောက်ဆုံးပါဗောနော်အခုလေးတင်တက်လာတဲ့တဲ့င်းကတော့ဗာလဲဆိုတော့ဒီမြန်မာပြည်မှာဗောနော်ငလင်ကြောင့်တေဆုံးတဲ့သူပေါင်း3034ယောက်ရှိသွားပြီးတော့ထိခိုက်တယ်ရတဲ့သူ3518ယောက်ရှိနေပါတယ်တဲ့ပျောက်ဆုံးတဲ့သူ468ယောက်ရှိတယ်ဗောနော်အဲ့တော့မနေ့ကထက်စာရင် နှစ်ဆလောက်ဖြစ်လာပြီပေါ့နော်။အဲဒါပြင်ဒါတွေကစစ်ကောင်စီဆိုရကထုတ်ပြန်ထားတဲ့ဟာကိုအခြေခံထားတာဖြစ်တဲ့အတွက်ပေါ့နော်။ဘယ်လောက်တိကျမလဲဆိုတာမပြောနိုင်ဘူးပေါ့နော်။ဒီချက်ပုံမှာဆိုတော့သိကြပါရဲ့နော်။အဲ့တော့ပညာရှင်ဒီခံမှန်းတဲ့အတိုင်းပဲ1000နဲ့3000ကျားထဲမှာရှိနိုင်ပြီဆိုတော့ဒါကတော့အာဖြစ်ဖို့ပုံများတယ်ပေါ့နော်။အခုတမျိုးဟိုစကိုင်းလိုမျိုးတွေဆိုတော့မျိုးကြီးတွေတောင်မှဟိုခုချိန်ထိပေါ့နော်။ တော့မခင်နိုင်သေးဘူးဆိုတော့အသေးပြောက်စင်းတက်မလာသေးဘူးเนาะအဲ့တော့ဘာပဲပြောအခုစကိုင်းမှာဆိုရင်တွက်ကေပြီးတဲ့ဒီမလေးရှားဖွဲ့စည်းတွေဆိုတကယ်ပဲကျေးဇူးတင်မှုကောင်းပါရဲ့เนาะအဒါဒီလိုတခြားဒီနေပြည်တော်လောက်ပဲသွားနေတဲ့ဟာတွေရှိတယ်ဗောနော်ဒါပေမဲ့ဒီလိုစကိုင်းလိုခက်ခက်ခဲနေရတယ်တွားရောက်ကူညီပေးတာတကယ်ပဲကျေးဇူးတင်ပါတယ်ဟုတ်ကဲ့မမရှိတဲ့ဒီမိဘပြည်သူရောက်ရှိတယ်ပဲဒီငလေးထဲမှာကြံခဲ့တဲ့သူတွေအားလုံးလည်းဗောနော်ဆက်လက်ပြီးတော့အားတင်းထားကြပါထပ်ပြီးတော့ကြုံလာမယ့်အရာတွေပေါ်မှာလဲခိုင်မာတဲ့နှလုံးသားစိတ်ဓာတ်တွေနဲ့ကြော်ဖြတ်ကြပြီးတော့မြန်မာပြည်ကြီးပြန်လဲကောင်းမွန်တဲ့နေ့အထိအသက်ရှင်ပေးကြပါလို့ပြောဆိုရင်းနဲ့ကျွန်တော်ရ ဲ့ဗီဒီယိုလေးကိုဆုံးသက်လိုက်ပါရနော်။ဟုတ်ကဲ့အစားဆုံးကြည့်ပြီးမြို့ပပြည်သူရောဆရာတူပဲကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မင်းအောင်လိုက်စစ်ပေးငလင်ပေးရနေကင်းလို့ကြပါစေလို့ဆုတောင်းပေးလိုက်ပါရခင်ဗျာ။